င်္ဂလာပါ။အော်ဒီယိုဝိုင်းစွန်နိုင်မှကြိုဆိုပါတယ်။ယခုတခါမှာတော့မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲပိတ်ကနေတင်ထားတဲ့နေ့ပူချိန်များပုံမှန်မြင့်တက်လာနိုင်သည့်အခြေအနေသတိပေးချက်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။နေ့ပူချိန်များပုံမှန်မြင့်တက်လာနိုင်သည့်အခြေအနေသတိပေးချက်9မြင်းဆောင်2025 1389ုတကူလာပြီကျော်10ရက်2025ခုနှစ် AB လ22ရက် ခမ်းမ်းချက်ယနေ့မြန်မာစံတော်ချိန်6နာရီ30မိနစ်အချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရလာမည့်25ရက်လေးလ2025ရက်နေ့မှ28ရက်လေးလ2025ရက်နေ့တွင် လေပြီးတော့သကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးမြောက်ပိုင်းနဲ့ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းတို့တွင် နေ့ပူချိန်များသည့် AV လာဤ ပုံမှန်နဲ့ပူချိန်လို့ထက်2ဒီဂရီဆယ်စီယပ်မှ3ဒီဂရီဆယ်စီယပ်ထိအနှမ်းငယ်မြင့်တက်လာနိုင်ကြောင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်းရှိဒေသချို့တွင်အေဗီလာ၏ပုံမှန်နဲ့ပူချိန်လို့ထက်အေဗီလာ၏ပုံမှန်နဲ့ပူချိန်လို့ထက်3ဒီဂရီဆယ်စီယပ်မှ4ဒီဂရီဆယ်စီယပ်ထိတိတိတတတိုးမြင့်လာနိုင်သည်ဟုခန့်မှန်းရပါသည်သတိပေးနှိုးဆော်ချက် တို့ဖြစ်ပါ၍အစိုးရနေများတွင်ပေါ်ပြပါတိုင်းဒေသကြီးများတွင် နေထိုင်ကြသော ပြည်သူလူထုနေဖြင့်သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့်အဖွဲ့အစည်းများမှထုတ်ပြန်ထားသည့်အပူဒဏ်အနေရကာကွယ်ရေးတတိပေးချက်များနှင့်မြန်မာနိုင်ငံမိသက်တက်ဖွဲ့မှထုတ်ပြန်ထားသည့်မိဘအနေရကြိုတင်ကာကွယ်ရေးတတိပေးချက်များကိုပူပေါင်းပါဝင်လိုက်နာနေထိုင်ကြပါရန်အထူးတတိပေးနှိုးဆော်တင်ပြပါသည်။တဘာဝဘေးအန္တရာယ်တို့မှ ကင်းလွတ်ငြိမ်အေးကြပါစေ။ ဒူကြားမောလိဝတ္တသတင်းများအားအချိန်နဲ့တပိုင်းကြီးသိရှိနိုင်မှာယံမောလိဝတ္တမြန်မာရန်ကုန်ဌာနခွဲပိတ်အား follow ပြုလုပ်ထားနိုင်ပါသည်ဒေါက်တာဆိုင်းခွန်အားကစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုစားပြုဌာနမောလိဝတ္တမြန်မာ